ထမြောက်ရာချမ်းအခန်းကြီး34တဖန်ထာဝရပြားက အရင်ကြောက်ပြားနှစ်ပြားနဲ့တူအောင်ကြောက်ပြားနှစ်ပြားကို ခုတ်လို့တင်ချိုးဖဲ့တော့အရင်ကြောက်ပြား၌စကားပါသည့်အတိုင်းနောက်ကြောက်ပြားပေါ်မှာငါရေးထားမိနက်ပြက်နက်နက်တင်းတင်းအသိနေလက်တိနာတောင်ပေါ်တော့တက်၍တောင်ထိတ်၌ငါရှိမှာကိုကူပြလို့ တင်နဲ့အတူအဘယ်သူမြမတက်ရတောင်တပြင်လုံး၌လူကိုမထင်ရှားစေနဲ့တောင်ချီရင်၌တိုးနွားတို့ကို ကျက်စားရမပြုစေနဲ့ဟု မောရှေအားမိတ်တော်မူ၏ထာဝရဖျားမိတ်တော်မူသည့်အတိုင်းအရင်ကြောက်ပြားနဲ့တူအားကြောက်ပြားနှစ်ပြားကိုခုတ်ပြီးမှ မောရှေသည်နက်နက်စောစောထ၍ထိုကြောက်ပြားနှစ်ပြားကိုကန့်လှဲ့တိနာ တောင်ပေါ်တော့တက်လေ၏ထာဝရပြားသည်မိုးတိမ်ဖြစ်ဆင်းသက်၍ထိုအရက်၌မောရှိအနာမရက်လေထာဝရပြား၏နာမတော်ကိုကြွေးကြော်တော်မူ၏ထာဝရပြားသည် မောရှိရှေ့၌ကြွတော်တော်မူလေထာဝရဖေအားထာဝရဖေအားချစ်တနာခြင်းမေတ္တာဂယုနာနှင့် ပြည့်စုံ၍ဆိတ်ရှိခြင်းကျေးဇူးပြုခြင်းသစ္စာဆောင်ခြင်းနှင့် ကျွဲဝတော်မူထသော အထောင်အတောင်းများသောသူတို့အားတနာချင်းကျေးဇူးတရားကိုစောင့်တော်မူထသောအဓမ္မကျင့်ခြင်းတရားတော်ကိုလွန်ကျူးခြင်းပြင်မာခြင်းအပြစ်တို့ကိုဖြေလွတ်တော်လဲအချင်းနီးတတ်တက်ဖြေလွတ်တော်မမူထသောတားစီမြေဆက်တတ္တယအဆက်စရုဋ္ဌအဆက် တိုင်အောင်အဘတို့ဤအပြစ်ကိုတာတို့၌ဆက်ပေးစီရင်တော်မူသောဖယားသခင်ဟုကြွေးကြော်တော်မူ၏မောရှိသည်အလီအမြန်ဥညွန့်ချ၍ကိုးကွယ်လက်အိုဖယားရှင်အကျွန်ုပ်သည်ရှေ့တော်၌မျက်နာရလေအကျွန်ုပ်အရှင်သည်အကျွန်ုပ်တို့နှင့်အတူကြွတော်မူပါစေသောအကျွန်ုပ်တောင်းပန်ပါ၏ ဤလူမျိုးသည်လေပင်ခိုင်မာသောအမျိုးဖြစ်တော်လဲအကျွန်ုပ်တို့ပြင်းမာမိသောဒုရှိအပြစ်များကိုလွှတ်၍အကျွန်ုပ်တို့ကိုကိုတော့အမွေဥစ္စာဖို့တိန်ယူတော်မူပါဟုရှောက်လေထာဝရပြားကကြည့်ရှုလောငါဗြိညာပြုတ်၏မြကြီးပေါ်မှာလူမျိုး၌မပြုတ်စဘူးသော အံ့ဘွယ်သောအမှုတို့ကိုတင်ဤလူမျိုးရှိမှငါပြုမည်တင်တို့အဖို့ငါထာဝရဖျားပြုရသော အမှုသည်ကြောက်မဘွယ်သော အမှု ဖြစ်ကြောင်းကိုတင်ပေါင်းဖော်သော လူအပေါင်းတို့သည်မြင်ရကြလိမ့်မည်ယနေ့ငါမှားထားသော စကားကိုမှတ်လော့တင့်ရှိမှအာမောရီလူခါနနီလူဟေတီလူဖေရဇီလူဟီဝီလူ ရေဘူးတိလူတို့ကိုငါနှင်ထုတ်မည်တင်းဒီယခုသွားလောပြည်သူပြည်သားတို့နဲ့မိတ်တဟာယဖွဲ့သည်ဖြင့်တင့်အလယ်၌တိုက်မိ၍လဲเสียအကြောင်းမဖြစ်စေခြင်းကကိုကိုကိုတတိပြုလောသူတို့ရစ်ပလင်များကိုဖျက်ဆီးရမည်သူတို့ရုတ်ထုစင်းထုများကို ချုပ်ဖဲ့ရမည်သူတို့အာရှရပေများကို ခုတ်လဲရမည် အခြားသောဖျားကိုတင်းတင်းမကိုးကွယ်ရအပြစ်ရှိယုံလွယ်အမိရှိသောထာဝရဖျားသည် အပြစ်ရှိသည်ဟုယုံလွယ်သောဖျားသခင်ဖြစ်တော်မူ၏တင်းတင်းထိုးပြည်သူပြည်သားတို့နှင့်မိတ္တဟာယဖွဲ့သည်ဖြင့်သူတို့သည်မိမိတို့ဖျားနှင့်မှားယွင်းခြင်းကို ပြု၍ထိုဖျားတို့အားရစ်ပူသောသောအခါတင့်ကိုခေါ်၍ တင်ဒီထိုရစ်ကောင်ကို စားမိဟု၍၎င်းတင်ဒီသူတို့တားသမီးများကိုယူ၍ကိုသားတို့နှင့်ထိမ်းများပေးစားသဖြင့်ထိုသမီးတို့သည်မိမိတို့ဖျားနှင့်မှားယွင်းခြင်းကို ပြု၍တင်ဤတားတို့ကို ထိုဖျားတို့နှင့်မှားယွင်းစီမိဟု၍၎င်းစိုးရင်စရာရှိ၏တင်ဒီကိုအဖိုးတွန်းတော်ဖျားတို့ကို မလောက်ရတင်ဒီ အဘိပလနဲ့အေကုတ်တုပြီမှထွက်တော်ကြငါပြည့်ညက်သည့်အတိုင်းအဘိပလတွင်ခုနှစ်ရက်ပတ်လုံးတစည်းမဲ့မဟုတ်ကို စားရက်အစုမပွဲကိုခံရပြီတာဦးအပေါင်းတို့သည်ငါဥစ္စာဖြစ်ကြတင်ဤတရိษံတို့တွင်လဲနွားဖြစ်စီတိုးဖြစ်စီတာဦးအပေါင်းတို့သည်ငါဥစ္စာဖြစ်ကြတို့ရတွင် မိသားဦးကိုတိုးတငယ်နဲ့ရွေးယူရမည်မရွေးလိုလင်းမိတငယ်သည်လယ်ပင်ကို ချိုးရမည်တင်ဤသားဦးအပေါင်းတို့ကို ရွေးရမည်ငါထံတော်အဘယ်သူမြလက်ချင်းမပေါ်မလာရ6ရက်ပတ်လုံးအလုတ်လုံးရမည်တတမနေ့ရက်၌ငြိမ်ဝတ်စွာနေရမည်လေလောက်ရာကာလာ အတိအနှံသိမ်းရာကာလဖြစ်တော်လဲတတမနေရနဲ့ငြင်ဝတ်စွာနေရမည်ဂျုံစဘာကိုသိမ်းဆရှိသည့်ကာလခုနှစ်တင်းပွဲကို၎င်းနှစ်လဲသောအခါတူထားပွဲကို၎င်းခံရမည်တင်တို့အမျိုးသားယောက်ျားအပေါင်းတို့သည်ဤတေလအမျိုး၏ဖယားသခင်တီးဟုသော ထာဝရအရှင်ဖယားသခင် ရှေ့တော်၌တနှစ်လျှင် 3ချိန်မျက်နှာပြရကြမည်တပန်းအမျိုးသားများကိုတင်တို့ရှေ့မှငါနှင်ထုတ်၍တင်တို့နေရာနေကိုငါကျဲစီမည်တင်ဤဖယားသခင်ထာဝရဖျားရှေ့တော်၌တနှစ်တွင်3ချိန်မျက်နှာပြသွားသောအခါတင်ဤမြေကိုအဘယ်သူမြတ်မတ်တက်မတ်ရငါရစ်ကောင် အသွေးကို တစည်းနဲ့ရော၍မပူစော်ရပတ္တခာပွဲရစ်ကောင်ကိုနက်နက်တိုင်အောင်မကျွင်းစီရတင်ဤမြေ၌အဦးတီတော်အတိအနှံအကောင်းဆုံးကိုတင်ဤဖရာသခင်ထာဝရဖရာဤအိမ်တော်ထဲသို့ဆောင်းသွင်းရမည်စိတ်တငယ်ကို အမိနှုတ်ရည်နဲ့မဖြုတ်မချက်ရဤစကားများကို ရေးထားလောဤစကားများလာသည့်အတိုင်း တင်မှစ၍ဤတီလအမျိုးနဲ့ငါပရိညာပြုသည်ဟုမောရှိအားမိန်တော်မူ၏ထိုအရက်မှမောရှိသည် အစာကိုမစားရေကိုမတောက်ပဲအရက်40ပတ်လုံးထာဝရဖျားအထံတော်၌နေ၏ကြောက်ပြားပေါ်မှာပရိညာစကားပြည့်ညတ်တော်၁၀ပါးကိုရေးထားတော်မူ၏မောရှိသည်တတိ ခံချက်ကြောက်ပြားနှစ်ပြားကိုကင်လက်တိနာတောင်ပေါ်မှဆင်းတက်တော်အခါမိမိနဲ့ဖယားသခင်နှုတ်ဆက်တော်မူသောကြောင့်မိမိမျက်နှာအရေးထွန်းပအကြောင်းကိုမိမိမသိအာယုံနဲ့ဤတေလအမျိုးသားအပေါင်းတို့သည် မောရှိကိုမြင်သောအခါသူ၏မျက်နှာအရေးထွန်းပသောကြောင့်သူတို့သည် မချင်းမကပ်ဝန်ကြ မောရှိသည် ူတို့ကိုခေါ်၍အာယုံနဲ့ပြိသက်သူကြီးတို့သည်ချင်းကကြလေမောရှိသည်နှုတ်ဆက်လေထို့နောက်ဤတေလာ အမျိုးသားအပေါင်းတို့သည်ချင်းကကြလေတိနာတောင်ပေါ်မှာထာဝရဘုရားမိန်တော်မူသည်မြတ်တို့ကိုသူတို့အားဆင့်ဆိုလေမောရှိသည်သူတို့အားဟောပြော၍မပြီးမီမိမိမျက်နာကို ဖုံးအုပ်လေထာဝရဘုရားရှေ့တော်သို့ဝင်၍ရှောက်တော်အခါ မထုံးမီတိုင်အောင်မျက်နာဖုံးကိုချွတ်ထိုက်တပန်ထက်၍အမိန်တော်ကိုဤတေလာအမျိုးသားတို့အားဆင့်ဆို၏သူဤမျက်နာအည်ထုံးပအကြောင်းကိုဤတေလာအမျိုးသားတို့သည်မြင်ကြလင်တပန်အထဲသို့ဝင်၍မလျှောက်မီတိုင်အောင်မိမိမျက်နာကိုဖုံးအုပ်ပြန်၏